ငချောက်ထောင်းလေးကြော်ပါမယ်နော်ငချောက်ထောင်းကိုငချောက်ကိုပြုတ်ပြီးတော့ထောင်းထားလာငချောက်ထောင်းကဲကြော်ပြီဗျာသူ့ကိုကျွတ်သွားအောင်လို့ကျွန်တော်တို့စီများထဲမှာအရင်ကြော်ပါတယ်နော်ကဲဆွဲချလိုက်ဆွဲချလိုက်ဆွဲချလိုက်အဲဆွဲချလိုက်မှတက်တာပါမယ်ကဲငချောက်ကျွတ်သွားအောင်ရေတွေကုန်သွားမယ်ကျွတ်သွားမယ်နော်ဟိုစားကောင်းလို့ပါ ဲ့လိုမျိုးပူစားကောင်းပါတယ်ကဲငချောက်နော်အေးချင်းချင်းနေမထည့်ပါလေချက်သူကြီးတော့မထည့်ချက်သူကြီးပြန်ပိတ်နော်ကဲငချောက်ထောင်းအောင်မလိုလို့အယောင်လေးခွဲကြတထုပ်ရပြီမှုရတော့နောက်တစ်ယောက်တန်မှုတန်လို့နဲ့နောက်တစ်ယောက်မှုရအဲ့လောက်ပဲထည့်ပါလေနော်ကျွန်တော်တို့ကဲ နော်ဟုတ်ပြီတပီစားလေးနေတယ်ပေးကဲစားလေးနေနေထည့်ပါလေချိုးပြီးတော့မွာတော့တော့ဝိုင်းထိုးကျွန်တော်တို့တော့ဒီမှာမီးပြင်းပြင်းနဲ့ဆိုတော့သူကရတာပိုကောင်းပါလေနော်မီးရင်းနဲ့ချက်တာနဲ့စားဒီလိုကြော်မျိုးကမီးပြင်းပြင်းလေးနဲ့ခုလိုပဲ လူတော့နည်းနည်းပင်မှန်းပါတယ်ကဲလာမယ်နော်အပေါ့ငန်လည်းထည့်ယူပါပြီကဲဒါကတော့ကြက်သွင်းအချိန်စိတ်ပေါ့နော်အပြော့လေးကြော်လာတာပါနော်ကဲအချွတ်ကြော်လေးဒီအနေမလားမင်းမလားကဲဒီကြော်အကုန်သာထည့်လိုက်တော့မသိဘူးကဲခုနစီချိန်တစ်ဆယ်မလောက်ပါဘူး နောက်ထပ်သုံးမိသားလောက်ထက်ကဲငါးသားမုံလေးထုတ်တော့ပေးပါကောင်းတဲ့အကောင်သုံးမိသားလောက်ထက်မှရမယ်နော်ရပြီငါးသားမုံထုတ်ဒါစားလေးနေနဲ့ထပ်ပြီးကဲ ဣသွားပြီเนาะမွေးတက်လာပါပြီမီးလေးနည်းနည်းလျှော့မီးလေးနည်းနည်းလျှော့ပါပြီအများကြီးမမဟုတ်နည်းနည်းလေးလျှော့ကဲဒါအမွေးမလို့တော့ဘူးဒါဣလို့ပါပြီကဲခဏဆိုရပါပြီเนาะကဲကျွန်တော်နေမှာကြောက်လို့ကျက်သွန်ကျော်ကအချိန်30ကျက်သွန်အစိမ်းอ่ะ အချိန်စိတ်6က30ပဇွန်6က3ပိတ်သာဒီ調査နဲ့အရန်ကောင်းတဲ့調査တစ်ခုကိုမှတ်သားဖို့ကျွန်တော်တို့တွေ့ရှိရပါတယ်စီကတော့အချိန်15လောက်ကုန်ပါတယ်နော်ဥစားနဲ့ပေါင်းမယ်ဆိုအချိန်20ဒါလူ1000လောက်ကျွေးလို့ရတယ်နော်ချက်လေးရကျွတ်ပြီးတော့အရန်စားကောင်းမဲ့ငွေ6000လေးနဲ့တူကျွန်တော်တို့နော်ဒီမှာပင်းဂျူလေးတဲ့ ညာမှာတော့မှန်အောင်ရင်းလေးနဲ့เนาะဒါအညာလွမ်းအလွမ်းပြေလေးပါအရင်ကောက်ပါလေ